ဒီနေ့မှာတော့အီယာဝတီဘကို မကွေစတဲ့ဗမာပြည်ရဲ့အသင်းနှလုံးနေမြေတွေထဲကိုစစ်ရေးလက်တံဆန်ပြီးဗျူဟာမြောက်ထိုးစစ်တွေပေါ်ဆောင်နေပါတယ်။အေအန်နဲ့အတူပြည်မဒေါ်လန်ရေးအင်အားစုတွေဟာမကွေတိုင်းငဖေးမြို့နယ်ဘကိုတိုင်းပတောင်မြို့နယ်အီယာဝတီတိုင်းရေကြီးလင်းမြနာတာပေါင်းပသိမ်စတဲ့မြို့နယ်တွေမှာတိုက်ပွဲတွေရှိနေပါတယ်။ ဒီတော့အာရခတက်တော်ဟာရခိုင်ရိုးမတစ်ဖက်ပြည်မဒေသကိုဘာကြောင့်စစ်ကြောင်းထိုးရှစ်ဆက်နေတာပါလဲရခိုင်နိုင်ငံရေးသမား ALD ပါတီရဲ့ထိုက်ပိုင်ခေါင်းဆောင်တဦးဖြစ်သူဦးမျိုးကျိုပြောတာကရခိုင်တက်တော် A ရဲ့မူလအာဒီ US တော့နော်အဲ့ဒါကတော့ရခိုင်ပြည်ရဲ့အချုပ်အခြာအာဏာပေါ့နော်ဟောဟိုဥတီရပါအဲ့တော့အဲ့ဒီအာမှာမှာတစ်ဆက်တည်းမှာ ့ရဲ့အချုပ်မိမိရဲ့အချုပ်ရှာအာဏာကိုတည်တံ့ဖို့ဆိုရတဲ့အခါမှာရန်သူကမိမိစီကိုပြောင်းမလဲနာဖို့အတွက်အရေးကြီးတယ်ပေါ့နော်အခုရခိုင်တပ်တော် AA ကမိမိရဲ့ရခိုင်ပြည်ကတော့သူအပြေဝနေပေါ့ထိန်ပြီးလို့ရရဆိုရင်တော့မှကျွန်တော်တို့နဲ့နေပြီးတော့နမိတ်ရှင်ရခိုင်ပြည်နဲ့ဆက်ဆံနေတဲ့ ဝေဒိုင်ပုဂ္ဂိုလ်တိုင်းအေယဝတိလိုနေရာမျိုးတွေမှာစေရေပေါ်ဆောင်ဖို့လိုအပ်တယ်